မင်္ဂလာပါကျွန်တော်အခု AI နဲ့ထုတ်ထားတဲ့စာအုပ်ကိုအဲ literally AI ထုတ်ထားတဲ့စာအုပ်ကို Amazon Kindle ပေါ်မှာ launch လုပ်ပြီးတော့ Amazon Kindle ပေါ်ကနေပြီးတော့ customer တွေဒီ AI literally ထုတ်ထားတဲ့ AI စာအုပ်ကို customer တွေလာဝယ်ဝါတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ဒီ video ထဲမှာဒီ video ထဲမှာကျွန်တော်ပြောကြမယ်ဘာမှလုံးစရာမလိုဘူးဘာမှရေးစရာမလိုဘူးကို ဘုတ်ကကဗာကဗာပေ့ချ်တွေပုတ်ကိုရေးတာတွေကိုဟာစဉ်းစားတာတွေအောက်အောက်ထရိုလောက်တာတွေ literally ဘာမှလုပ်စရာမလိုဘူး AI ကနေပြီးတော့အစနဲ့ဆုံးထိတော့ရေးသွားတာဒီစာအုပ်ကိုဒီမှာ AI ကနေပြီးတော့ cover create လောက်တာတွေ AI ကနေပြီးတော့အကုန်ရေးတာဒီမှာ chapter တွေ editor တွေရှိတဲ့မြတ်ဟာတွေအကုန်လုံးစာအုပ်နဲ့ပတ်သက်ပြီးရေးတဲ့မြတ်ရှိတဲ့မြတ် literally content တွေ outline တွေအကုန်လုံး AI ကနေပြီးတော့ရေးတာတာ AI ကပဲ edit လောက်တာတွေ AI ကပဲ page ရဲ့ front တွေ back တွေအကုန်လုံး AI ကပဲ create လောက်တာတွေဟာကိုကျွန်တော်ဒီ video ထဲမှာပြောကြမယ်အခုဒီမှာ ဒီမှာဒါ example ဒီမှာအခုဒီ cover book က cover page ကိုမကြောက်ရဘူးဆိုတော့ကျွန်တော် regenerate နေလိုက်တာနဲ့ဒီမှာနောက်တစ်ခု cover page က is going to be come up okay အဲ့ဒီအနေနဲ့ပတ်သက်ပြီးတော့ဒီ video မှာပြောကြမယ်ဒီမှာ sales ကဒီမှာဒီမှာ 31st of October မှာ AI literally publish AI နဲ့အကုန်လောက်တော့အစနေဆုံးဒီကျွန်တော် button ပဲနဲ့ရုံပဲအဲ့မှာဒီမှာ almost 5 pound ဘို့ကျွန်တော်ရောင်းရတယ်အဲ့ဒီအနေနဲ့ပတ်သက်ပြီးဒီ video မှာပြောကြမယ် okay အဲ့ဒါကျွန်တော် ပြောနေတာအခု we ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေကဟိုဟိုဘယ် Thailand မှာပဲဖြစ်ဖြစ် London မှာပဲဖြစ်ဖြစ်ဘယ်ဈေးမှာမှာ blue out မှာမှာအလုပ်လုပ်ကြရမလို့ laptop နဲ့ wifi နဲ့ internet connection ရှိရင်ဘယ်သူမှစောလုံးနိုင်တယ်အဲ့အဲ့ဒီဟာကိုကျွန်တော် try to point out လုပ်ချင်တာအဲ့ဒီဟာကို try to ပြောချင်တာ okay နည်း back story ပြောပြမယ် why ai ကိုကျွန်တော်တုံးပြီးစောက်ကြည့်ရလဲဆိုတော့ ai က literally next stage ပဲဘယ်သူမှအခုခေတ်မှာထိုင်ပြီးတော့စာအုပ်ကိုဖတ်မယ်စာအုပ်ကိုရေးမယ်အကုန်လုံး content ကို consume လုပ်မယ်ပြီးွားရင် come up with စာအုပ်ကိုထုတ်မယ်ပြီးွားရင် literally ဘယ်သူမှမဖတ်ဘူး rather AI ကိုကိုလိုချင်တဲ့ဟာတွေပြောလာ AI နဲ့ပြောရေးပေးမယ် AI နဲ့ပဲ edit လုပ်ပေးမယ် proof read လုပ်ပေးမယ်အကုန်လုံးလုပ်ပေးမယ် next အလား next stage ပဲအခုလောလောဆယ်မှာ AI ကိုတုံးပြီးတော့စာအုပ်ထုတ်တာပဲဖြစ်ဖြစ် digital product တွေကိုထုတ်တဲ့ဟာတွေက is going to be next level ဘာလို့မဆို game တဲ့မှာတခုခုစပြီးပေါ်လာတဲ့အချိန်မှာ20 2000တော့ internet ဆပေါ်တော့ just below က Amazon ကောက်ပြီးထောင်လိုက်တာအခုသူ billion ဖြစ်သွားတယ် first in a game မှာ always going to win okay အဲ့ဒါဆိုကျွန်တော်က AI ကနေပြီးတော့ဒီစာအုပ်ကိုကျွန်တော်ထုတ်တာ AI ကနေပြီးတော့စပြီးတော့ digital product တွေကိုကျွန်တော်စပြီးတော့လုပ်ချင်တာ the idea curiosity တွေ passive adika curiosity adika idea da passive income goals ko ya mo be or 9 to 5 alone alone ne passive income blo ya ma le blo myo passive income to ko ai ko tong pi lo leverage lo pi lo thon nai na le so da literally da passive income to the best be di ya digital product ko ai ko tong pi lo pasan sha mo twa okay a chain ko pyaw me so yin is literally ကျွန်တော် time ပြီးစာအုပ်တော့ကို time ပြီးအခုအစနေအဆုံးဒီ book cover အစပါပြီးတော့ကျွန်တော် time ပြီး click လောက်တာ is take me 5 minute 5 minute ပဲ time ပြီးကျွန်တော် click လုပ်နေတဲ့အစနဲ့အဆုံးဒီလာတဲ့ Amazon Kindle ပုံမှာကျွန်တော်တွားပြီးတော့အဲ့ဒါကို publish လုပ်တာ um one more thing ကျွန်တော်ဒီအောင်နည်းနည်း refresh လုပ်ပြီးတော့ပြအောင်မယ်ဒီမှာ refresh လုပ်ပြီးပြအောင်မယ်ဒါ literally ကျွန်တော်အခုဒါရောင်းရတဲ့ဟာ okay so process process ကိုပြောမယ်ဆိုရင် AI ကနေပြီးတော့အစနဲ့အဆုံးဒီစာအုပ်ကိုရေးတယ် how much editing your personality this ဆိုရင် personality နဲ့ပတ်သက်ပြီးပြောမယ်ကျွန်တော်အချိန်ဘယ်လောက်ပေးရလဲဆိုရင် is literally ကျွန်တော် like 5 to 10 minutes ပဲစာအုပ်တော့ကိုကြာတယ် ကျော်အဲ့ဒီဟာကိုရမို့အတွက် literally 5 to 10 minutes ပဲပြီးွားရင် Uh, how hard ဘလောက်တိခက်ခဲလဲဆိုတော့ဒီ formatting တွေ cover လောက်တာတွေ uploading on Kindle ဘလောက်တိခက်ခဲလဲဆိုတော့ time ပြီးတော့ button တွေနဲ့ယုံပဲကျွန်တော် time ပြီးစောင့်ရတဲ့အချိန်ကစာအုပ်ကိုအဲ့ဒီ AI ကနေပြီးတော့ရေးနေတဲ့အချိန်မှာကျွန်တော် time ပြီးစောင့်ရ AI ကနေပြီးတော့ before နဲ့ after နဲ့အဲ့ဒီဟာတွေ time ပြီးတော့ brainstorm လုပ်နေတဲ့အချိန်လေးတွေပဲကျွန်တော် time နေရတယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော် click 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 နဲ့ယုံပဲ button တွေကိုတွားပြီးတော့ button တစ်ခုနဲ့ယုံပဲ ไอ้ slide ကျွန်တော်တို့ငငယ်တော့ဆိုရင်ပတ်စံရှာမှုတော့ကိုဟို sales ကိုတီးရမယ် customer service ကိုတီးရမယ် pitch လုပ်ရမယ် right ဟို connection ရှိရမယ် literally အများကြီးကျွန်တော်လမ်းလုံးလို့ရအခုဒီခေတ်ကြီးမှာဆိုရင် AI ကိုသုံးပြီးတော့ like button နှိပ်ပြီးတော့ပတ်စံရှာတော့ like this is the best time ကျွန်တော်တို့ဒီဟာအနေနဲ့အခုလူရဲ့ပေါ်အောင်ပတ်စံရှာမှုတော့ဘလော့ okay နောက်တစ်ခုကပါလဲဆိုတော့ title နဲ့ niche တွေပါတွေဘာ title လဲဘာအကြောင်းလဲဘာ problem ကို solve လုပ်တာလဲစာအုပ်တွေပါအကြောင်းပြောမယ်ဆိုရင် literally အဲ့ဒါတွေကတော့ AI ပဲရှာတာဘာအခု toddler ကိုဘလို့အဲ့လောက် toddler ကို sleeping 0ကနေပြီးတော့3နဲ့အရွယ်ကလေးကိုဘလို8လောက်မှာဘလို40 train လောက်မှာလဲအခုလောလောဆယ်မှာအမေရိကန်မှာလူတွေကဘာကိုလိုချင်တာလဲအမေရိကန်မှာ problem ဘာဖြစ်နေတာလဲ the world west မှာ problem ဘာဖြစ်နေတာလဲအဲ့ problem တွေကို solve လုပ်တဲ့စာအုပ်လေးတွေကျွန်တော်က AI ကနေတုံးပြီးတော့ရေးတာ AI ကနေပြီးတော့သွားပြီးရှာတယ် title ဘယ် niche ကိုသွားပြီးရှာတာလဲဘယ်ကအခုလောဆယ်မှာပေါင်နေတာလဲဘယ်က trending ဖြစ်နေတာလဲအကုန်လုံးက AI ပဲလုပ်တာ literally ကျွန်တော်ထိုင်ပြီးခလုံးနဲ့ရုံပဲ Kindle ပေါ်မှာ publish လုပ်တဲ့ဟာအရန်လွယ်တယ် Kindle account ကိုကျွန်တော်တို့ Amazon Kindle ပေါ်လာမယ် Kindle account ကိုဖွင့်မယ်ဖွင့်ပြီးွားတယ်အဲ့ဒါတွေအကုန်လုံးဒီအဲ့ step by step ကိုတည်ချင်တယ်ဆိုရင်ကျွန်တော်လေး comment လေးရေးပေးပါကျွန်တော် go to လုပ်ပေးမယ် video ရမ်းရှင်သွားမှာဆိုလို့ Kindle ပေါ်လာမယ် Kindle account ကိုဖွင့်မယ်ပြီးွားလာနဲ့ Kindle မှာကျွန်တော်စာအုပ်ဆယ်အုပ်ကို weekly upload လုပ်လို့ရတယ် every monday reset ဖြစ်တဲ့အဲ့ဆက်ဆယ်အုပ်က limit ကဆယ်အုပ်ကို upload လုပ်ပြီးွားလာနဲ့အဲ့မှာသွားလုံးဝ cut off ဖြစ်သွားတယ်အဲ့တော့ next monday ဒီ cut off အချိန်ကိုစဝရဲဒါသူတို့က quality control ဆိုပြီးပြောတာ Kindle ပေါ်မှာ ebook လည်းလုပ်လို့ရတယ် paper book လည်းလုပ်လို့ရတယ် paper book ဆိုရင်အရှိတော့အနောက်ကဘာကို canva ပေါ်မှာသွားပြီးတော့ကိုက create လုပ်ရမယ် ဒီမှာဒါအရှိရောအနောက်ကဘောကိုညောကင်မရာပေါ်မှာခရိတ်လောက်တာလားဒီအောင်ဆိုရင်အရှိရာဘုတ်ကက်ကဘောကိုခရိတ်လောက်တာလား literally everything simple okay detail တော့ကြည့်ကြအောင်ဆိုညောပြောပေးကျွန်ဗီဒီယိုလေးတွေလုပ်ပေးမယ် okay စာအုပ်ကအဲ့ကိုက publish ကင်မရာပေါ်မှာလုပ်ပြီးွားရင်ကိုက24 hour something ဆိုတော့ normally ကျွန်အခု publish လုပ် monday to friday တို့ working လုံးလုံးနေတဲ့အချိန်ကြာရင်ဆိုရင်ချက်ချင်းပဲကင်မရာ stuff တွေက review တော့မယ် review တော့ဘူးကလည်းချက်ချင်းပဲသူက upload လုပ်တယ်အခုကျွန်တော် bookshelf ကိုတော့ပြပြမယ်ဆိုရင်ဒီမှာ ဒါ bookshelf ဖို့တော့ဒီမှာဒါ live 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 မှာ sound ဒီအကုန်လုံး kindle version လို့ဆိုတော့5 4.99 us တို့ us နဲ့ရောင်းတယ် paper version ကျွန်တော်999နဲ့ရောင်းတယ် literally 5 dollar နဲ့10 dollar ကျွန်တော်ရောင်းတယ်အဲ့မှာ sound ဒီအကောင်ဒါဒီမှာကျွန်တော် publish လုပ်တာ literally ကျွန်တော်ရေးထားတာမဟုတ်အဲ့ဒါအကောင် literally AI ကနေပြီးတော့ book cover ကနေပြီးတော့နောက်ဆုံး chapter ဒီ conclusion ကလည်း AI ကနေပြီးတော့ရေးထားတာ publish လုပ်တဲ့အဲ့မှာ Kindle stuff ကနေလာတယ်အခု for example ဒီမှာဒီမှာ live ဖြစ်သွားပြီဒီမှာဒါဆို paperback ကိုလိုချင်ဒီမှာဒီဟိုဒီ cloud နှိပ်ပြီးဝင် paperback ကိုသွားပြီးတော့ publish လုပ်ရုံပဲ Kindle view ဆိုရင်ဒီမှာဒီ cover page ကတခုပဲလိုတယ်အဲ့ paperback ဆိုရင်အရှိောအနောက်ဒီလိုမျိုးကျွန်တော်တို့ book cover ကိုလိုတယ်အဲ့တော့ sound ကခောက်ပြီးတော့ဒီမှာသူတို့ရဲ့ဟိုဘာကုတ်နဲ့အဲ့လိုမျိုးလာပြီးလုပ်လို့ရတယ်အခုကျွန်တော် sound တအုပ်ကို live ကိုပြမယ်ဆိုရင်ဟိုဒီ sound ကိုကျွန်တော် Amazon let's go on amazon us ပေါ်မှာကျွန်တော်တွားပြီးနှိပ်ပြီးပြရင်ဒါ amazon us ပေါ်မှာဒါဒီမှာစာအုပ်ဒီမှာအကောင်လုံးဒီမှာလောက်တာလဲပြောရရင်ဒီမှာ read simple လာစာရေးလိုက်ရင်ဒီမှာ literally the next level စာအုပ်ဒီမှာ kindle version ဒီမှာ next level စာအုပ်အစနဲ့အဆုံးဒီအကောင်လုံးရေးတာတယ်ဒါ read simple လာစာလုပ်လို့ရတယ် okay ဒါအဲ့လိုမျိုးစာအုပ်တွေမှာကျွန်တော်အများကြီးပဲကျွန်တော် publish လုပ်တာ okay literally အရာရေးတာလား um once saoka live ဖြစ်သွားပြီဆိုတာ ਨੇ saoka live ဖြစ်သွားပြီ ဘုတ်ကပါလဲ live ဖြစ်သွားပြီဆိုဒါကျွန်တော် adsense တစ်ခုမှကျွန်တော် run မလုပ်တော့ ad က0 ad ban run လုပ်ထားတယ်အခု loss မှာကျွန်တော်ထပ်ပြီးတော့ publish show မှာ sound တွေကိုထပ်ပြီး publish show မှာကျွန်တော် sound တာအကုန်လုံးပြီးွားလာနေ one go နဲ့ ad တွေအကုန်လုံး run လုပ်မှုကျွန်တော်မှာတခြား business တွေလည်းရှိတယ်အဲ့တော့ကျွန်တော် dia ကို ad run လုပ်တာတွေအ chain ကျွန်တော် chain တိတ်မရှိဘူးအဲ့တော့ကျွန်တော်အဲ့ဒါ sound နေတာတခါလဲ not the sound တွေပါ publish လုပ်မှုအတွက် okay first sales ဘလောက်ကြာလဲကျွန်တော် first sale ရမို့ to be honest ကျွန်တော် first sale ရမို့ဆိုတော့ပထမဦးဆုံးကျွန်တော် sale ရတာစာအုပ်ကို publish လုပ်တယ်။နှစ်ရက်လောက်နေပြီးတော့ ADHD နဲ့ပတ်သက်ပြီးတော့လူတယောက်က customer စာအုပ်တော့ကိုလာဝယ်ွားတယ်။ကျွန်တော် report တယ်မှာကျွန်တော်ပြမယ် ADHD နဲ့စာအုပ်ဝယ်ွားတဲ့ဟာ sales တစ်ခုလုံးပထမဦးဆုံးလာတယ်။အဲ့ဒီ ADHD နဲ့သူ sale ဝယ်လိုက်တဲ့ချိန်မှာအဲ့မှာကျွန်တော်ပထမဦးဆုံး confident ရတယ်။ Okay ဒီ business model ကအလုပ်ဖြစ်နိုင်တဲ့ potential ရှိတယ် AI နဲ့လောက်တာတဲ့စာအုပ်က maybe ဒီမှာ ပထမဆုံး sales ကဒါ ADHD နဲ့ဝယ်သွားတဲ့စာအုပ်ကြောင့်အောက်ဒီမှာဒီစာအုပ်ဒါ ADHD နဲ့ဝယ်ထားတဲ့စာအုပ်ပထမဆုံး sales second sales ရပထမဆုံး sales ကဒါအဲတယောက်ယောက်ကျွန်တော်အိမ်ကဝယ်ထားတာ second ကဒီမှာ ADHD နဲ့ပတ်သက်ပြီးတော့စာအုပ်ကိုအဖြန့်လာတာအဲ ADHD နဲ့ပတ်သက်ပြီးစာအုပ်ကိုဝယ်သွားတာပထမဆုံး sales ဒါ customer နဲ့ဝယ်သွားတာ US ကနေဝယ်သွားတာနောက်တစ်ခု sales ကလည်း US ကနေပဲဝယ်သွားတာနောက်တစ်ခုကကျတော့ book cover စာအုပ် paperback ကိုတယောက်ယောက်ကဝယ်သွားတာတဲ့ ဝယ်လိုက်တာ literally ကျွန်တော်ရှင်းပြမယ်ဆိုရင် Amazon ပေါ်မှာစာအုပ်ကို publish လုပ်ရင်ကျွန်တော် Kindle အနေနဲ့ read လုပ်လို့ရတယ် like digitally လဲ read လုပ်လို့ရတယ် paperback တရားရောက်က paper လို့ကျွန်တော်ဆိုရင် Amazon ကနေပြီးတော့အဲ့ကိုရေးထားတဲ့စာအုပ်ကိုသူကနေပြီးတော့ print လုပ်ပြီးတော့ customer ကို shift လုပ်ပေးမယ်အဲ့လိုလဲလုပ်လို့ရတယ် automatically ကိုကဘာမှလုပ်စရာမလိုဘူးကိုက PDF ကို Amazon ပေါ်မှာသင်ပြီးွားရင်ကိုကလွတ်လိုက်ရမယ်ကိုက ကိုယ့်အတောင်ဝင်မှာမရှိတော့ဘူး okay customer ကနေပြီးတော့ paper bag စာအုပ်ကို paper ပုံစံလိုချင်လို့ဆိုရင် Amazon ကနေပြီးတော့အကုန်လုံးလုပ်ပေးမယ်အဲ customer service တွေပါတယ် print လုပ်တာတွေ shift လုပ်တာတွေပါ Amazon ကနေအကုန်လုံးလုပ်ပေးမယ်တမန်တူ cut ယူအောင်ပေးဝိုင်းဒါကြတော့အဲ့လို paper bag ကိုကြာကြောင်ဦးပြထားတာ okay so အဲ့ဒါ final ဆိုပထမဆုံး sales ရအောင်ကျွန်တော်တခုပဲ share ကြောင်းရင်တော့ okay ဒီဟာဒီ business model ဖြစ်နိုင်တဲ့အကယ်၍ adsense မ run ဘယ်နဲ့တော့ customer တွေ share နေပြီး sales လာတယ် it mean ad ကို run လာရင် potential ရှိတယ်ပတ်စံရှာနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ video လေးကိုကျွန်တော်ချပြခြင်းတော့ okay number 5ကပါလို့ဆိုတော့ numbers honest number ပြောမယ် honest number ပြောရင်ကျွန်တော်စာအုပ်နှစ်အုပ်ကို already ရောင်းပြီး why စာအုပ်အမှန် all together တောင်းအုပ်ရောင်းလာတာအုပ်ကကျွန်တော်အိမ်ကလူကဝယ်လိုက်တာကျွန်တော်ပထမဆုံးကျွန်တော်စာအုပ်ကို launch လုပ်လိုက်တယ် okay ပထမဆုံး publish လုပ်လိုက်လို့အရင်လူတွေအာ wow ဆိုပြီး support လုပ်တဲ့နေနဲ့အရင်ကလူတွေဝယ်လိုက်တာ they probably don't gonna read it သူတို့စာအုပ်ကို read လုပ်မှာလည်းမဟုတ်ဘူးသူကဒီတိုင်းပဲကျွန်တော်အရန်အော်ဟိုဟာအော်ပြီးတော့အာဝါးဆိုပြီးတော့သူက click လုပ်ပြီးဝယ်လိုက်တာအော်အော်ကျွန်တော်စာအုပ်ပထမဆုံးဆိုပြီးတော့ number honestly customer เนี่ยဝယ်သွားတယ်လုံးဝ ad ကို run မလုပ်ပါနဲ့တစ်ခုက digital တစ်ခုက paperback စာအုပ်ကိုဝယ်သွားတာ okay လုံးဝဒါ organic traffic ဘာမှ promotion လည်းမရှိဘူး youtube လည်းမရှိဘူး tiktok လည်းမရှိဘူး reddit လည်းမရှိဘူးဘာမှ link ကိုဘာမှမလုပ်ပါနဲ့ Amazon ကနေပြီးတော့လုံးဝ direct လုပ်ပြီးတော့ဝယ်သွားတဲ့စာအုပ် AdSense ကိုကျွန်တော်ပြီးသွားရင် run လုပ်မယ် AdSense run ပြီးသွားရင်ကျွန်တော်နောက်တစ်ခု video လေးလုပ်ပြီးတော့ချပြမယ်ဘယ်လိုမျိုး AdSense run ပြီးတော့လည်း potential ဘယ်လိုရှိတာလဲဆိုတာအကဲကျွန်တော်လုပ်နိုင်တယ်ဆိုရင်ကျွန်တော်အခုဒီမှာကိုဝိတ်ကနေထိုင်ပြီးလုပ်နိုင်တယ်ဆိုရင်မြန်မာနိုင်ငံနေပြီးတော့လူငယ်တွေဘဲနေရကဘာမှဘဲနေရမှာပဲရှိရှိဘဒူးအောင်မှာမှာအလုပ်လုပ်စရာမလိုသူများလောက်အောင်မှာလုပ်လုပ်စရာမလို online ပေါ်ရှာပြီးတော့လုပ်လို့ရတယ်โอเคနံပါတ်6ကိုပြောမယ်ဆိုတော့ကျွန်တော်ရဲ့ experience ကြောင့်ဘာတွေ run ဖြစ်လဲဆိုတော့ different between AI ရေးတာနဲ့ AI assistant အနောက်ခုရှိတယ်အခုက AI assistant video လေးတွေကျွန်တော်ကြားရင်လုပ်ပေးမယ်ဒါ AI ရေးတဲ့ဟာကျွန်တော်ဘယ် software ကိုတုံးတာလဲဆိုတော့ Synthesia ကိုတုံးတယ် Synthesia AI ကိုတုံးတယ် Synthesia AI ကဒီအားကြတော့ ဒါအီမန်ဂါဒီထုတ်ထားတဲ့ incentive ya AI ဒါအစနဲ့အဆုံးဒီသူစာအုပ်နဲ့ပတ်သက်ပြီး digital product တွေထုတ်မှုဆိုပြီးတော့တွတ်လောက်ထားတဲ့ဟာကိုတုံးတာအရန် easy ဖြစ်တယ်ထိုင်းပြီးတော့ button တွေနဲ့ယုံပဲပြီးဝင်လာတဲ့ problem တွေ solve အလုပ်လို့ရတယ်စာအုပ်ကို create လုပ်လို့ရတယ်စာအုပ်ကို solve လုပ်လို့ရ incentive ya ကိုကျွန်တော်တုံးတာ number 7 what next so ကျွန်တော်ထပ်ပြီးတော့ future chain AI နဲ့ပတ်သက်ပြီးစာအုပ်တွေအများကြီးထုတ်မှုရှိတယ် ကျွန်တော်ရဲ့ experience ကျွန်တော် mindset ကျွန်တော် digital outcome all ကျွန်တော် now future chain ဟိုကျွန်တော်ရဲ့ niece နဲ့ nephews တွေရှိတယ် like two တွေ two မတွေရှိတယ်သူတို့တွေကိုပတ်စံပေးပြီးတော့တယ်ကျွန်တော်သူတို့ monthly ပတ်စံနေပေးပြီးတော့သူတို့တွေကိုလည်းထိုင်ပြီးတော့ button တွေလေးထိုင်ပြီးနှိပ်ခမ်းလို့ရတယ်သူတို့တွေလည်း literally ကမ္ဘာပေါ်မှာကမ္ဘာမှာချိန်တဲ့ location internet နဲ့ wifi နဲ့ရှိတယ်ဆိုတော့အဲ့လိုကနေပြီးတော့ထိုင်ပြီးတော့ publish လုပ်လို့ရတယ် Amazon ပေါ်မှာ or or like gumroad gumroad တို့ပါလို့ခြိုက်တဲ့ခြိုက်တဲ့ social media ပေါ်မှာခြိုက်တဲ့ဟိုဟာပေါ်မှာထိုင်ပြီးတော့တော့လုပ် channel လောက်လို့ရတယ် next okay ဒါဟိုဟာကျွန်တော်အခုဟိုဟာ social ad ကိုလောမရှိတဲ့ ad run ပြီးွားရင်ကျွန်တော်ကြည့်မယ်ဘယ်လိုမျိုး experience တွေရတယ်ဘယ်လိုမျိုး sound တွေရောင်းရတယ်ဘယ်လိုအများကြီးရောင်းရတယ် okay ဒါ carry on ဖြစ်တဲ့ဆိုရင်ကျွန်တော်နေ့စေနဲ့ fuse တွေပတ်စံလေးတွေပေးပြီးတော့အော်ကျွန်တော်တို့ဟိုဟာ profit တွေကို cut လုပ်ပြီးကျွန်တော်တို့တွေကိုထိုင်ပြီး run လုပ်ခိုင်းပြီးကျွန်တော်တခြား business model ကိုကျွန်တော်တွားလို့ရတယ်အဲ့လိုလဲ future plan ကျွန်တော်လုပ်တာနေတယ်ကျွန်တော် mindset ကတော့ passive income ကိုရှာမှုတွေ့ပြီးတော့ AI ကို leverage လုပ်ပြီးရှာမှုတွေ့အဲ့လိုမျိုးကျွန်တော်အများကြီးလုပ်တာလေ ကျွန်တော်လုံးဝ encourage လုပ်တယ်မြန်မာနိုင်ငံလူတွေအကုန်လုံးအော်မြန်မာတွေဗမာတွေမြန်မာမြန်မာလူမျိုးတွေအကုန်လုံး rather than ကျွန်တော် Thailand ရောက်ပြီးွားကြီး London ရောက်ပြီးွားကြီးကမ္ဘာပတ်ပြီးွားကြီး Bangkok ရောက်ပြီးွားကြီး rather than ဟိုမှာ fast face တွေ market မှာအလုပ်လုပ်မဲ့စာအာ is nothing is wrong ကျွန်တော်ပြောပတ်စံဘရိုမရှိဘူးကျွန်တော် kitchen porter နဲ့ပြီးတော့ကျွန်တော်တက်ခဲတာကျွန်တော်ပကန်းစင်းနေနေကျွန်တော် first look ကပကန်းစင်းနေနေတက်ခဲတာပြီးတော့ကျွန်တော် mop ထိုးခဲ့တယ် restaurant မှာအလုပ်လုပ်ခဲ့တယ်ကျွန်တော်ဘာမှမဆိုလုပ်ခဲ့တယ်ပတ်စံရှာမိုးတော့အဲ့ရန်ပြီးတော့ကျွန်တော်တက်ခဲ I understand life ကဘလို့လဲဒါပေမဲ့ကျွန်တော်ပြောချင်တာကိုစားတဲ့နေရာရှိရမှာအဲ့နေရာမှာတော့ပြီးတော့ stop မဖြစ်နဲ့ကိုစားတဲ့နေရာအလားလုံးဝကိုယ့်ရဲ့ starting point ပဲရှိတယ်အဲ့မှာလုံးဝ stuck မဖြစ်မို့ကျွန်တော်အများကြီးလူတွေကြည့်လန်ဒန်မှာဆိုရင် cabinet market မှာသူတို့စပြီးလန်ဒန်ရောက်ပြီးတော့ cabinet market ကနေပြီးတော့မထွက်တော့ဘူး time မှာ Thailand မှာဆိုရင် a pick a platinum mall ပြီးတော့ night market platinum night market platinum mall အမှန်မှန်လေးအများကြီးရှိတယ်ပြောချင်တဲ့ point ကကိုစားတဲ့နေရာရှိရမှာအဲ့မှာပဲ stop မဖြစ်မနဲ့ကိုဘာမှမဆိုပတ်စံရှာမှုအတွက် literally online ကနေပြီးတော့ဟိုဟာ potential တွေအများကြီးရှိတယ်ကိုယ့်ရဲ့ talent ကိုယ့်ရဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုကို waste မလုပ်ဘဲနဲ့တခုခုစူးစမ်းပြီးတော့ကိုလုပ်ပြီးကိုလည်းဘလို့မဆိုချမ်းသာဖို့ future ကျရင် potential ရှိတယ်ချမ်းသာချမ်းသာနိုင်တယ်အဲ့ဒါကိုကျွန်တော် try to ကျွန်တော် video ထဲမှာပြောပြပြချင်တာကျေးဇူးအများကြီးတင်တယ်။ thanks so much for watching bye bye